စီစဉ်ရာသင်္ခေပအနုမောဒနာနှင့်ရည်စကြတရားနာဝီယံဖြစ်ပါれဗျာနိုင်ငံတော်သံဃာမာနာကအဖွဲ့ဒုတိယဥက္ကရာမြောက်ပိုင်းကြောက်မဲမြို့တီဟူပရိယတ်ဒီစာသင်တဲ့ဗရဏနာယကအက္ကမပန္တိတဒေါက်တာဗဒ္ဒန္တစန္ဒနာတာရကြောက်မဲဆရာတော်မာထေရှင်သူမြတ်ဗျာသင်္ခေပအနုမောဒနာနှင့်ရည်စကြတရား ဟောကြားချင်းမြင်ပြီးတော်မူပါယံယိုသည်လီမြတ်စွာလျှောက်ထားပန်ကြားအပ်ပါれဗျာအခန်းကားမူတကားကြီးကလိမ့်မပါれနော်ရိုးရိုးလျှောက်တာမဟုတ်သင်္ခေပအနုမောဒနာတဲ့ရှင်းတော့ကဘယ်သူမှကြားဘူးကြားလိမ့်မယ်မဟုတ်ဘူးဟုတ်လားနော်ဘုန်းကြီးတို့ကလည်းသဘောပေါက်ပါれကာလင်ညူတဲ့အချိန်နဲ့အချိန်ကာကိုကြည့်ပြီးတော့လှုပ်လှုပ်ကြတာအနုမောဒနာဓမ္မကထာဆိုရင်ပြီးတယ်သို့သောအခုတော့ တရားကြီးကတင်ခေပအနုမောဒနာနော်ဘုန်းကြီးသိအောင်လို့ဒါဘုန်းကြီးဘုန်းကြီးကသူသတိပေးလိုက်တာပေါ့ဟုတ်တယ်မလားနော်တူတူလေးပဲတူတူလေးပဲဟောဒီရှေ့မှာကျောင်းစာတိုက်တွေရှိတယ်ကျောင်းစာတိုက်တွေပါဠိအခရာရိုမန်အခရာနှစ်မျိုးနဲ့တွင်းတာတော့ဘသူမှလည်းသွားကြည့်မဖတ်တတ်ဘူးဖတ်လည်းမဖတ်ချင်ဘူးဖတ်တော့လည်းနားမလည်ဘူးဖတ်ဖို့လည်းအချိန်မရှိဘူးအားမငယ်နဲ့တဲ့အားမငယ်တဲ့တဲ့ဗုဒ္ဓမြတ်စွာဘုရား အဲ့ဒီကြောက်စာချက်ရင်1400ကျော်ကိုအနှစ်ချုပ်လိုက်မယ်ဆိုရင်ဗုဒ္ဓတရားတော်တွေကလိုက်နာစရာအချက်လေးဟောဒီမှာ၃ချက်ထဲပါတယ်ဗျာ၃ချက်ထဲပါတယ်နံပါတ်၁ကသဗ္ဗပါပတ္တအကရဏံမကောင်းတဲ့အလုပ်ကိုမလုပ်ပါနဲ့တဲ့မကောင်းတဲ့အလုပ်ဆိုတာဘာလဲလို့မေးစရာရှိတာပေါ့မိမိကိုဖြစ်စေသူတစ်ပါးကိုဖြစ်စေမိမိသူတစ်ပါးနှစ်ဦးလုံးကိုဖြစ်စေထိခိုက်စေတဲ့အလုံမျိုးအကျိုးမရှိတဲ့အလုံမျိုးစိတ်ဆင်းရဲတဲ့အလုံမျိုးကို ရှောင်ပါမလုပါနဲ့နံပါတ်2ကြတော့သူနဲ့ဆန့်ကျင်ပဲကုသလသာဥပတံပရာကောင်းတဲ့အလုပ်ကိုတော့လုပ်ပါ ကောင်းတဲ့ကာယကံ လုပ်ကောင်းတဲ့ဝစီကံ ပြောကောင်းတဲ့မနောကံကြံစီပါနံပါတ်3ချက်ကတော့သစိတ်ကြပရိယောတပဏံတဲ့မိမိရဲ့စိတ်ကိုဖြူစင်အောင်ထားရမယ်စိတ်ကောင်းရှိရမယ်လို့ဆိုလိုတာဥဒုဇဉ်ပုဂ္ဂိုလ်ရဲ့စိတ်ဆိုတာအနည်းငယ်များ လောဘဒေါသမာမနာအိတ်တာမစ္စရိယ အလိုမကြမှုတွေတောင်းတမှုတွေမကျေနပ်မှုတွေနဲ့ပြည့်နေတာမဲညင့်နေတာအဲ့ဒါကိုဖြူစင်အောင်ထားပါတဲ့ခင်သာဝါလူတဲစုမကပွင့်တော်မူသွားတဲ့ဖရာအဆူဆူရဲ့အဆုံးမပါအခုတည်ထားတဲ့ဂေါရမဗုဒ္ဓကိုစားပြုမာရဝုဇ္ဇရုပ်ပွားတော်ကြီးတဆူတယ်ဟောကြားခဲ့တဲ့တရားမဟုတ်ပါဘူးဖရာရှင်အားလုံးရဲ့အဆုံးမတော်ပါပဲတဲ့ဗျာအဲ့တော့ပြန်ပြောမယ် နံပါတ်၁ကတပ္ပပါပတအာဂရဏမကောင်းတဲ့အလုပ်ကို မလုပ်နဲ့ not to do any sin or any evil နံပါတ်၂ကကုသလတာဥပသံဗရာကောင်းတဲ့အလုပ်ကိုတော့လုပ် to do good နံပါတ်၃ကသစိတ်တပရိယောတပဏံမိမိရဲ့စိတ်ကို ဖြူစင်အောင်ထား to purify one's mind ဧတံဗုဒ္ဓါနာသာသနံဧတံဗုဒ္ဓါနံသာသနံ ဖရာရှင်အဆူစုတို့ရဲ့ဆုံးမဩဝါဒပါတယ်။ဩဝါဆုံးမဩဝါဒဖြစ်ပါတယ်။ It is the teaching of the all Buddha ။အဲဒီတော့ဒီနေ့မာရဝိဇ္ဇာရုပ်ပွားတော်ကြီးကိုတည်ထားပြီးတော့ဗုဒ္ဓရတနာကိုပူဇော်ပြီးပြီ။တန်ဃာတော်အပါ900ကျော်ကို9နိုင်ငံကနေပြင့်နေပြီ။တန်ဃာရတနာကိုလည်းပူဇော်ရာရောက်ပြီးပြီ။အခုပြောခဲ့တဲ့အချက်3ချက်ကိုမိမိတို့ရဲ့နှလုံးသားထဲကိုရောက်အောင်ပြီးပြုရောက်အောင်ပို့ပြီးတော့ လိုက်နာကျင့်သုံးခြင်းအပြင်ဓမ္မယရနာကိုလည်းပူဇော်ရာရောက်အောင်တကယ်တမ်းကြိုးစားအားထုတ်နိုင်တဲ့ပုံကိုယ်တွေဖြစ်အောင်ဆောင်ရွက်ကြပါလို့တတိပေးတိုက်တွန်းစကားပြောကြရင်လည်းဘုန်းကြီးရဲ့အနုမောဒနာဓမ္မကထာကိုဤကုန်းချုပ်ပါတယ်ဒါကြောင့်ဒီနေ့ပြုလုပ်ကြရတဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အစုစုလို့ကြောင့်အားလုံးသောသူတော်ရှင်အပေါင်းတို့သည်မိမိရဲ့အကျိုးသူတော်ဘာရဲ့အကျိုးသာသနာတော်ကြီးရဲ့အကျိုးကိုထမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ဓုပုဂ္ဂိုလ်များဒီဘဝဆက်တိုင်းဖြစ်ကြပြီးတော့မအိုရာမနာရာမတိရာအာလုံးသောဆင်းရဲခတ်သိမ်းတို့ရဲ့ကင်းခြင်းရာဖြစ်တဲ့အတင်ကကြကြံနိဗ္ဗာန်မြတ်ကို လင်းရင်မြန်စွာမျက်မှောက်ပြုလည်နိုင်ကြပါစေကုန်သောဟူ၍ပထနာအောင်စုပြုလိုက်ကြစေကုန်ရာတည်းသာဓု